ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့တွေဒီခဏလေးတော့ Grade Level English Unit 10မှာပါတဲ့ Present Participle အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Channel လေးကနေ Grade 10 Level 20နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe လုပ်ပေးဖို့ဥစွာမြတ်တရားခံပြပါစေဒါဆိုရင် Present Participle အကြောင်းကိုလေ့လာကြရအောင်ဗျာ present participle ဒီမှာ participle phrases တွေနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော် grade 12မှာဒီ participle phrases ၃ခုလုံးကြောင်းကိုကျွန်တော်တင်ထားပြသားရှိပါတယ်အကယ်၍ဒီ participle phrases ၃ခုလုံးကိုလေ့လာခြင်းရင်ကျွန်တော်ညာဘက်တော့မှာပေါ်လာတဲ့ video link လေးကိုနှိပ်ပြီးတော့မှသွားလေ့လာလို့ရပါတယ်ခင်ဗျာအခုတို့ကျွန်တော်တို့ grade 11မှာကတော့ participle phrases တွေကမှ present participle ကိုပဲလေ့လာကြရမှာပါโอเค Visible phrases are used to give information in more economical way. ဒါကတော့ grade 12ကရှင်းပြထားတာကိုကျွန်တော်ယူလာတာပေါ့နော်။ Participle phrases တွေကိုတဲ့အသုံးပြုပါတယ် to give more information ပို့ပြီးတော့မှသတင်းချက်တွေပေးဖို့ရန်နော် more economical way ဆိုတာပို့ပြီးတော့မှကြစ်ကြစ်လေးပုံစံနဲ့သတင်းချက်တွေကိုပြောဖို့ပေးဖို့သုံးပါတယ်တဲ့ They are found. The participle phrases တွေကို are found ်ပုံဖော်ပါတယ်ပြုလုပ်ပါတယ်ပေါ့ by using present participle reading seeing walking etc past participle disappointed failed worried or normal perfect participle having finished having read having seen such တွေပေါ့နော်အဲ့တော့ participle phrases လို့ပြောလိုက်ရင်ကျွန်တော်တို့က၃မျိုးရှိတယ် present participle perfect ing နဲ့စတဲ့ phrase တွေ past participle battery နဲ့စတဲ့ phrase တွေ perfect participle having battery နဲ့စရဲ phrases တွေရှိတော့မှဆိုပြီးတော့မှ participle phrases က၃မျိုးရှိတယ်အဲ့ဒီထဲကမှကျွန်တော်တို့လေ့လာကြရမှာဒီ present participle ကို grade level မှာလေ့လာကြရမှာပါ grade train မှာကတော့ present participle ရော past participle ရော perfect participle ရောလေ့လာကြရမှာဖြစ်ပါတယ် okay so let's go to the present participle present participle when do we use it ဘယ်အခါမှာကျွန်တော်တို့ present participle ကိုသုံးပါလဲ it is used to give result of an action ပထမဆုံးချက်ကနံပါတ် A နေနဲ့သူ့ကိုတဲ့ action တစ်ခုရဲ့ရလတ်အနေနဲ့သုံးပါတယ် let us look at the some examples The flood served the area and left thousands of people homeless. ယကြီးရေရှမ်းမှုကဒီဒေတာဝိုးတဲ့ရေရှမ်းသွားတယ်ပေါ့ဆက်ဆိုတာလဲကျင်းသွားတာတပည့်စင်းနဲ့တင်းလိုက်သူလိုပဲအကုန်လုံးတိုက်ပါသွားတာ it left ထားခဲ့တာအဲ့ဒီယကြီးရေရှမ်းမှုက thousands of people homeless ထောင်ပေါင်းများစွာလူတွေကို အိုးမဲအိမ်မဲဖြစ်စလေရဲ့ထားခဲ့တာအဲ့တော့ဒီပစ်ကကကျွန်တော်တို့ကဒါ main main sentence လို့ပြောလို့ရတယ်ဒီ it ကကျွန်တော်တို့ဒီပစ်က sentence ကသူတစ်ခုတည်းရေးမယ်ဆိုရင်ဘာမှအတိတ်ပဲမရှိဘူးဒါကြောင့်မို့ idea ကဘာလို့ဆိုတာမှလည်းမသိဘူးဒီအရှိက sentence ပါလို့တာဒီ idea ဒီ the flag ကိုညွှန်းညင်တာပါဆိုတာသိတာဒါကြောင့်မို့ဒီပစ်က clause ကမိခိုနေရတယ်ဒီဝတ်ကြောင်လို့ပြောမှာပေါ့အဲ့တော့သူကဘာတွေဖြစ်စေတာလဲဆိုတော့ less thousands of people homeless လူထမောင်များစွာကိုအိုးမဲအိမ်မဲဖြစ်စေတာအဲ့တော့ဒီလိုမျိုးဖြစ်စေတဲ့ရလတ်ကိုတဲ့ present participant နဲ့ရေးလို့ရတယ်ဥပမာ the flat swept the area ခေါ်မာလေးကိုမမေ့ရပါဘူးခင်ဗျာခေါ်မာပါရမယ်ပြီးတော့မှာတစ်ဖက်က verb ကိုအန်ကြီးပြောင်းလိုက်တယ်ဆိုရင် leaving thousands of people homeless ဒီကြီးကြီးချမ်းမှုသည်လူထောင်ပေါင်းများစွာကိုအိုးမဲ့အိမ်မဲ့ဖြစ်စေလျက်ထားခဲ့သည်ဒီလိုတွေပဲဖြစ်တော့တာပေါ့နော်အဲ့တော့ဒီနေရာမှာ living တွေကနေဆုံးတဲ့ clause ဒီ phrases ဒီကျွန်တော်တို့က action တစ်ခုရဲ့ result ကိုပြောဖို့တုံးတာဖြစ်ပါတယ်တဲ့ Okay နောက်တစ်ခု he slept on the road breaking his wrist သူဟာလမ်းမပေါ်မှာချော်လဲခဲ့တယ်သူလည်းကျိုးသွားတယ်အဲ့တော့ဒီမှာ breaking his wrist သူရဲ့လက်ကောက်ဝဲကျိုးသွားတာဒီရက်လက်တစ်ခုဖြစ်ပါတယ်ဒါကိုတော့ကျွန်တော်တို့က action တစ်ခုရဲ့ result ကိုပြောကြည့်ရင်သုံးတာပါတဲ့ဒီ participle phrase ဆိုပြီးတော့မှလည်းကျွန်တော်တို့ great tense မှာလည်းလေ့လာခဲ့သေးတယ်เนาะဒီအကြောင်းကိုတော့မှတ်မိကြမယ်ထင်တယ် Okay နောက်တစ်ချက်က to give the reason for an action action တစ်ခုရဲ့ ဒီဘာကြောင့်လိုရတယ်အကြောင်းပြချက်ကိုပေးဖို့အတွက်သုံးတာပါတဲ့ဥပမာ I need she was weak to earn any ဆိုတော့ကျွန်တော်သိတယ် I bought her some vitamins သူ့အတွက်အာစီချိုကျွန်တော်ဝယ်ခဲ့တယ်အဲ့တော့ तू အားနေနေတယ်ဆိုတော့ကိုတည်တော့ကြောင်းသူ့အတွက်အာစီတခုကျွန်တော်ဝယ်ခဲ့ပါတယ် Okay knowing she was weak I bought her some vitamins ဖြစ်တယ်အဲ့တော့ဒီဖြစ်ကားက သူအားနေနေရဆိုတာကိုတိတော့ကြောင့်ဆိုတာဒီကျွန်တော်တို့ကအကြောင်းပြချက်ကိုပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ defect ကဖရေးစ်ကိုကျွန်တော်တို့က knowing နဲ့စလိုက်တယ်ဆိုရင်ဒါ present participle အကြောင်းရင်းကိုပြရတဲ့ phrase ကြီးဖြစ်သွားပါတယ်ခင်ဗျဟုတ်ကဲ့နောက်တစ်ခု being allergic to the penis မြေဘဲနဲ့မတည့်တော့ကြောင်ဒီနေ့မှာတော့ကြောင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါကတော့ဖြစ်စစ်လေးရဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့ she avoided the cookies ဒီ cookie တွေကိုသူမုံတွေကိုသူရှောင်ရှားတယ်တဲ့အဲ့တော့ဒါဒီမြေဘဲနဲ့မတည့်တော့ကြောင်ဆိုတာဒီ ဒီ action တစ်ခုရဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်အဲ့တော့ A မှာကတော့ action တစ်ခုရဲ့ result ကိုပြောဖို့သုံးတယ် B မှာကျတော့ action တစ်ခုရဲ့ reason အကြောင်းကိုပြောဖို့သုံးတော့ပါအဲ့တော့ A နဲ့ B A ရပါ B ရပါဆိုတာတိချမ်းမှတ်ထားရမယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီ text ထဲမှာကဒီ exercise ကိုလုပ်ပြီးပြီဆိုရင်အဲ့ exercise ကအာ result ကိုပြောတာလား reason ကိုပြောတာလား A နဲ့ B ဆိုမှခွဲခိုင်းနေတယ်ဒီတက်ကကိစ္စမရှိပါဘူးကျွန်တော်တို့မှာ text ဖို့ရှိရင်ဖြေလို့ရပါတယ်โอเคဆိုနောက်တစ်ခုကြည့်ကြအောင်ဆိုဗျာ to talk about an action that happened at the same time as another action action တစ်ခုတပြိုင်တည်းဖြစ်ဖြစ်တဲ့အကြောင်းကိုပြောဖို့လဲ the present participle ကိုသုံးပါတယ် the waiter stood at the door he welcomed the visitor with a best mind waiter ဒီဇဝဲတို့ဒီတကဝမှာရက်ခဲ့သည် သူသည်ဧည့်သည်များကို အပြုံးဖြင့်စီကြုခဲ့သည်အဲ့တော့ကျွန်တော်တို့က action တစ်ခုတပြိုင်တည်းဖြစ်ဖို့သုံးမယ်ဆိုရင် The waiter stood at the door welcoming the visitor with a best mind. ခေါ်မမမေ့ပါနဲ့ခင်ဗျာ။ ဝိထာသည်ဧည့်သည်များကိုအပြုံးဖြင့်စီးကျူရင်းတကွားမှာမတည့်ရက်နေခဲ့သည်ဒါရက်နေရလဲဖြစ်ရတကူအပြုံးဖြင့်စီးကျူနေလဲဖြစ်ရတကူဒီလိုမျိုးဖြစ်ရတဲ့ကူကိုဒီပိုင်နဲ့ဖြစ်တယ်လို့ပြောကြည့်ရင်လဲကျွန်တော်တို့က present participle ကိုတုံးလို့ရပါတယ်ခင်ဗျာโอเคနောက်ဆုံးတစ်ချက် sorry is a matter ကိုကြာနေတယ် she stirred the soup သူစပြုတ်ကိုမွေနေတာ stir ဆိုတာ talking on the phone ဖုံးပြောရင်းနဲ့ဒါဒီ action တကူကိုဒီပိုင်နဲ့လုပ်နေတာကိုပြောကျင်တာဖြစ်ပါတယ်တဲ့အဲ့လိုမျိုးပြောကျင်နေဆိုရင်ကျွန်တော်တို့က ပို့ပြီးတော့မှကြုံသွားအောင် talking ဆိုတဲ့ verb ကိုဆရာတို့ကဆရာတို့ကျွန်တော်ဆရာလက်ဖြစ်ကုန်ပြီကျွန်တော်လက်ဖြစ်ကုန်ပြီဒီခံပေးပါအဲ့တော့ talking ဆိုတာကို present participle နဲ့ရေးလိုက်တာဖြစ်ပါတယ် okay အရှိရေးမယ်ဆိုကျွန်တော်ဘယ်လိုရေးရမလဲဗျာ why she was stirring the soup she was talking on the phone လို့ကျွန်တော်ရေးရမှာပေါ့အရှိရေးနေရာမှာကျွန်တော်တို့ဒီ present participle ကိုကိုမပဲပို့ပြီးတော့မှကြစ်ကြစ်လက်လက်ကလေးဖြစ်နေကြတာကြောင့်မို့ was stirring was talking လို့ရေးမျိုးတော့ he stirred the soup talking on the phone လို့ကြစ်ကြစ်လက်လက်ဖြစ်သွားအောင်ရေးလိုက်တာဖြစ်ပါတယ် okay so he walked down the street singing a song သူဟာလမ်းထဲကိုတချင်းလေးတင်းကြီးကြီးနဲ့တချင်းလေးဆိုရင်းနဲ့ဆင်းလာတယ် okay ဒီလိုက်ဒီတိုင်းပဲသူဒီတချင်းလေးဆိုရင်းနဲ့ဆင်းလာတာဒီ action တစ်ခုတပိုင်းနဲ့ဖြစ်ဖြစ်တဲ့အကြောင်းကိုပြောချင်တာဖြစ်ပါတယ် okay so number 2 to add information about subject of the main clause main clause ရဲ့ subject အကြောင်းကိုပို့ပြီးတော့မှထပ်လောင်းပုံထည့်ပေးဖို့ဒီမှာကျောင်းသားတွေမျက်စိလဲတယ်ဒီအပိုင်းလေးကိုကျွန်တော်တိတိကျကျလေးဆွေးနွေးပါမယ်ခင်ဗျာ action တစ်ခုရဲ့ sorry main clause ရဲ့ subject information ကိုဘယ်လိုပေါင်းထည့်ပေးရလဲသူပြထားတဲ့ example ကိုကြည့်ရအောင် dolphin whistle click and squeak they start from birth ဒါကိုကျွန်တော်တို့ text ထဲမှာက dolphins whistle click and squeak starting from birth လပိုင်းလေးဟာလေးချွန်းနဲ့ကြည်ကြည်မြည်တယ်တကြည်ကြည်မြည်တယ် ူတို့ဒီသားကိုမွေးကလေးကစတယ်โอเคပြန်မှကျွန်တော်တို့ကရေးလိုက်တော့ dolphins whistle click and squeak study from birth study from birth ဆိုတဲ့ clause ဒီကဘလူမျိုးဒီ subject dolphins ကိုဘလူမျိုး information ပေါင်းထည့်ပေးတာလဲတကယ်တမ်းခွဲခြားစိတ်ဖြာလိုက်မယ်ဆိုရင်လပိုင်နေဒီလေချွန်ဒီ click click မြည်ဒီမွေးကလေးကစသည်အဲ့တော့မွေးကလေးကစတာဒီလေချွန်နာတို့ click click မြည်တာတို့တကြီးကြီးမြည်တာတို့ကစတာတိုက်ရိုက်ကြီး dolphin ဆိုတဲ့ subject ကို information တွားထပ်ပေးရလားဆိုတော့မဟုတ်ဘူးဒီနေရာမှာအဲ့မှာကျွန်တော်တို့မျက်စိလဲစရာအားရှိတယ်ကျွန်တော်တို့ဒီ grade 10မှာတော့ participial phrase ဆိုတာကဒီ subject ရအောင်မှာနေပြီးတော့မှအစ်ရအောင်ကိုထူးပြတာလေဗျာ the boy carrying a guitar guitar ကိုင်တာတော့ကလေးဒီ enter the room quietly တိတ်တိတ်ကလေးခန်းထဲဝင်လာခဲ့ဒီဒါကဒီ carrying a guitar ဆိုတာက participial phrase ပဲသူ့ရဲ့ရှေ့က the boy ဆိုတဲ့နောက်ကိုထူးပြတာဒီမှာကျတော့ dolphins was clicking squeak started from verb ဆိုတော့ ဒေါ်ဖင်စတတီဖရမ်ဘတ်လို့ရေးလိုက်လဲအဓိပ္ပာယ်မရှိဘူး။မွေးကလေးကတက်တော့ဒေါ်ဖင်များဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်။တရားကဘာကိုညွှန်းညင်တာစဉ်ဒေါ်ဖင်စ်နေရဲ့ action တွေကိုပြောထားတာ။ဒီတနည်းအားဖြင့်ပြောရမယ်ဆိုရင်တွယ်ဝိုက်ပြီးတော့မှဒေါ်ဖင်စ်ကို information ထပ်တက်ပေးတယ်လို့ကျွန်တော်တို့ယူဆပါရတယ်။ဒီလိုပဲအဲ့မှာအငင်းပွားစာတွေလည်းရှိပါတယ်ခင်ဗျ။အဲ့တော့ဒီကြောင်းလေးကို is sorry exercise တွေလို့ရင်းနဲ့ကျွန်တော်ထပ်ဆွေးနွေးကြမယ်။အဲ့တော့တူချုံမှပြောရမယ်ဆိုရင်ကျွန်တော်တို့ကနံပါတ်1အနေနဲ့ A A ချစ်နေနေပုံတော့ A ချစ်နေနေ ကျွန်တော်တို့ဒီ present participle ကိုဘယ်တော့လဲပထမဆုံးအချက်အနေနဲ့ဒီ reserve action တစ်ခုရဲ့ result အနေနဲ့ပြောဖို့သုံးတယ်ဒုတိယအချက်နေက action တစ်ခုရဲ့အကြောင်းအကြောင်းပြချက်အနေနဲ့ reason အနေနဲ့သုံးတယ်တတိယအချက်အနေနဲ့က action တစ်ခုတကယ်နဲ့ဖြစ်နေတဲ့နေကိုပြောဖို့သုံးတယ်သရုပ်ထအချက်အနေနဲ့နောက်ဆုံးအချက်အနေနဲ့က main clause subject ရဲ့ information အကြောင်းကိုထပ်ထည့်ပြဖို့သုံးတယ်ဒီလေးချက်ကိုမှတ်ထားပါမယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ exercise ကိုလုပ်ရင်းတွေ့ကြရအောင် Combine each pair of sentences using verb ing as in the is the given. ပေးထားတဲ့ is in ပတဲ့ကတိုင် ing ကိုသုံးပြီးတော့မှဒီ sentence တွေကိုဆက်ပေးပါ။ Then say ပြောပါ what function each sentence serve. ဒီ sentence တစ်ကြောင်းချင်းစီကဘာ function ဘာအလုပ်ကိုလုပ်တယ်လဲဆိုတာ A B or A B C or D A လား B လား C လား D လားဒီပြောချင်တာက A ဆိုရင်ကျွန်တော်တို့က action တစ်ခုရဲ့ result ကိုပြောတာ B ဆိုရင် action တစ်ခုရဲ့အကြောင်းရင်းကိုပြောတာ C ဆိုရင် action တစ်ခု define နဲ့ဖြစ်နေတာကိုပြောတာ D ဆိုတာက subject ရဲ့ main clause subject ရဲ့ information ကိုထပ်ထည့်ပေးတာလို့ပြောတာဖြစ်ပါတယ် okay ဒါဆိုရင် example စတဲ့လေးကိုကျွန်တော်ကြည့်အောင် we are hoping for better weather tomorrow မနေ့ပြန်ရာသီဥတုကောင်းမယ်ဆိုတာကိုကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ် we decided to go on a picnic ကျွန်တော်တို့ပြောပစားထုတ်ဖို့ဆုံးဖြတ်ခဲ့ဒါကိုသူရှင်းပြထားတဲ့နမူနာလေးကိုကြည့်အောင် hoping for better weather tomorrow we decided to go on a picnic ဘလို့အတိပဲကျွန်တော်တို့ပြန်ကောက်ကြမလဲဗျာ ျွန်တော်တို့ဒီနံပါတ်ဒီဆိုင်ယူမိထားလိုက်ကျွန်တော်တို့ပုံမှန်တိုင်းចောင်းသားတွေပြောမယ်ဆိုရင်ခလေးတွေကဘယ်လိုပြောမလဲမနစ်ဖြံရာဒီဥဒုကောင်းမယ်လို့မျော်လင့်တော့ကြောင့်ကျွန်တော်တို့အားလိုက် sorry ပျော်ဝဲစားထွက်ခဲ့သည်လို့သူတို့ပြောမှာပဲအဲကျွန်တော်တို့ဒီဆိုတာကိုသူပြောထားတယ်ကျွန်တော်တို့ဘယ်လိုရှင်းမလဲဗျာဒီကိုကျွန်တော်တို့ဘယ်လိုရှင်းမလဲခလေးတွေမိလာမယ် okay ဒီနေရာမှာကျွန်တော်တို့ဒီအကြောင်းပြချက်လို့ယူဆရလို့မရဘူးလားဒါဆိုရင်တော့ဘာဖြစ်တော့မလဲကျွန်တော်တို့ B ဖြစ်မှာပေါ့ဗျာအဲ့တော့ grammar ကိုသင်တဲ့အခါလဲကျွန်တော်တို့ယူဆเสียရရှိတာက rules တွေစီမင်းစည်းကမ်းတွေဆိုတာအထက်ကိုအတွေးလေးတွေနဲ့လဲကျွန်တော်တို့ယူဆလို့ရတယ်ဗျအဲ့တော့ b လို့ယူဆလဲလဲမှန်မူလားမှန်တာပဲတွတော်ညာလဲသူကဒီအကြောင်းရင်းကိုပြောချင်တာမဟုတ်ဘူးတဲ့သူကဘလို့ပြောမှာလဲကျွန်တော်တို့ဒီခလေးတွေပြောဖို့ဆိုရင်မျောလက်နာဘယ်သူလဲ we subject ဆိုတဲ့လူကမျောလက်နာ we ဆိုတဲ့ subject ကမြန်မာရာသီဥတုရာသီဥတုကောင်းဖို့မျောလက်နာဒါကြောင့်မို့ဒီ hoping ဆိုတဲ့ဒီ phrase ကြီးက we နဲ့ဆိုင်တာ ဒါကြောင့်မို့သူ့ကို subject တွေ information ပေါင်းထည့်ပေးတာလို့ပဲပြောဖို့နေလဲငွေလို့ကျန်တာမရှိပါအဲ့တော့ကျွန်တော်တို့ကတော့ဒီလိုပဲခွင့်ချက်စိတ်ဖြားမှာပဲအဲ့တော့ we were hoping for better weather tomorrow ဆိုတဲ့ clause က we ဆိုတဲ့ subject ကိုတဲ့ information ပေါင်းထည့်ပေးတာပါဒါကြောင့်မို့ဒီလိုယူဆတာပါတဲ့နမိတ်ဆက်လို့ရတယ်ကျွန်တော်ကတော့ b လို့ပို့ကြိုက်တယ်ဗျာတကယ်ဘယ်သူကတရားစွဲမှလဲဗျာကျွန်တော်တို့လိုယူဆလို့လဲ okay ဟုတ် ်သက်ကိုတော့ရမယ် we welcome our one our winning favor team ကျွန်တော်အနိုင်ရတဲ့ဘောလုံးအသင်းကိုကြိုဆိုခဲ့ကြတယ် we wave our flags and sang our national anthem အဲအလန်နေပါတွေလည်းဝေ့ရမ်းလို့နိုင်ငံတော်တချင်လဲဆိုလို့အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အနိုင်ရတဲ့ဘောလုံးအသင်းကိုအလန်နေဝေ့ရမ်းရဲ့နိုင်ငံတော်တချင်နေဒီဆိုရင် okay very easy ပါပဲ we welcome our winning favor team waving our flags and singing our national anthem ဒါကတော့ action တစ်ခုတပိုင်းနဲ့ဖြစ်တာကြောင့်မို့ see လို့ကျွန်တော်တို့ကဘေးနားမှာရေးလိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့နံပါတ်2 I realized that I put on some weight ဒါကငါဝိတ်တက်လာပြီဆိုတော့ငါတိတယ် I began to exercise more ငါပူရော exercise လုပ်ဖို့စတင်ခဲ့တယ်ပူရောမှ exercise စလုပ်ခဲ့တယ်အဲ့တော့ तू ဝိတ်တက်လာတယ်ဆိုတော့ကိုတိတော့ကြောင့်မို့ तू exercise ပုံမလုပ်ခဲ့တာအဲ့တော့ဒါကလည်းဘာပဲဖြစ်မှာလဲကျောင်းရုံကိုပြောတာပေါ့ဗျာ realize that i'm put on some weight i'm begin to exercise more ဒါကတော့ action တစ်ခုရဲ့ reason ကိုပြောတာကြောင့်မို့ b လို့ကျွန်တော်ကွန်ဆာကိုပဲထမရေးလိုက်ပါတယ် โอเคနောက်တစ်ခု I looked out of the window ဘယ်တော့မှပြင်မဲ့ကိုကြည့်လိုက်တယ် I noticed the unusual dark clouds in the sky ကောင်းကင်မှာနော်ပုံမှန်မဟုတ်တဲ့ထူးဆန်းတဲ့တင်လေးတင်မဲကြီးတွေကိုကျွန်တော်တွေ့ထားမိလိုက်တယ်ဒါဘယ်လိုဖြစ်တော့မလဲကျွန်တော်တို့ဘာမှစဉ်းစားကြရမလို့အပြင်ဘက်ကိုထွက်ကြည့်လိုက်တယ်တင်လေးတင်မဲကြီးတွေ့ရဆို action တစ်ခုကတပိုင်နဲ့ဖြစ်သွားတာနော် okay so looking out of the window i noticed that unusual dark clouds in the in the sky so ဒါက action တစ်ခုတပိုင်နဲ့ဖြစ်တာကြောင့်မို့ c ဖြစ်ပါတယ်ခင်ဗျာ Number 4 a severe drought hit the area. ဒီ area မှာတဲ့အဲ့လိုပြင်းထန်တဲ့မိုးခေါင်ရေရှားမှုကြီးဖြစ်ဖြစ်ခဲ့တယ်။ hit ဆိုတော့ရိုက်ခဲ့တာဖြစ်ဖြစ်တာ။ It did a lot of damage to the crops. ကော့ပက်တီနန်တွေကိုအပြည့်စီအများကြီးဖြစ်စေခဲ့တယ်။ဒါကတော့အားလုံးကျွန်တော်တို့ ASP မှာလေးလေးလာခဲ့ကြပြီဆိုတော့ဒါက result will pitch a severe drought hit the area, doing a lot of damage to the groups. If you're result will pitch in a ball. Now, if I wrote a letter to my friends, I thank him for sending me a birthday present. Birthday present, Okay, I wrote a letter to my friend thanking him for sending me a birthday present. ကျွန်တော်တန်ရင်တယောက်စာရေးကျွန်တော်တန်ရင်စာရေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဇီကိုမွန်းလက်ဆောင်ပို့ပေးလို့ကျေးဇူးတင်တော့ကြောင်းလို့ကျွန်တော်တို့ reason ဆိုပြီးတော့မှ B လို့ယူဆလိုက်တင်မှာရတာပဲ။သို့တော့သို့တော့ဘာကြောင့်မို့ဒီ teacher guide တွေက D လို့ဖြေပြတာလဲ။ Okay, အဲ့တော့ကျွန်တော်တို့ခွင့်ချက်စိပြကြည့်မယ်ဆိုရင် I wrote a letter ဒါကစာရဆောင်ရေးခဲ့တယ်ဆိုတာကဒါ main 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 clause ပေါ့ဗျာ။ ဘာကြောင့်လဲသူ့ကိုကျေးဇူးတင်လို့အဲ့တော့ကျေးဇူးတင်တယ်ဆိုဘယ်သူကကျေးဇူးတင်တာလဲ subject i ကိုကျေးဇူးတင်တာဘာကြောင့်မို့စာရေးရတာလဲသူတငငင်းစာရေးသူတငငင်းတွေကျေးဇူးတင်ခြင်းလို့เนาะအဲ့တော့ကျွန်တော်တို့ကအကြောင်းရင်းကိုပြောခြင်းနဲ့ b လို့ပြောလို့ရသလိုအကယ်၍ ਨੇ d လို့ရှင်းပြခြင်းနဲ့ဆိုရင်ဘယ်သူကကျေးဇူးတင်တာလဲ i ဆိုတဲ့ subject ကကျေးဇူးတင်တာဟုတ်သူစာရေးရတာဒီဒီ participle present ပို့ပြီးလို့စာရေးရတာဘာလို့ယူဆရင် reason တော်ညာလဲဘသူကဒီလိုတင်တယ်လို့ယူဆရင်တော့အိုင်ပေါ့ဒါကြောင့်မို့သူ့ကိုဒီလိုယူဆမှာဖြစ်ယူဆမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့မှာဆောရကတက်စရာရှိတယ်ဒီမှာလဲဘသူကကြည်တာလဲ subject အိုင်ကကြည်တာဆိုရင်ရှုပ်ကုန်တော့မှာအဲ့တော့ဒီဟာကတော့ဘသူမှတရားစွဲမှာလဲမဟုတ်တဲ့တွေ့စင်ပြပါရနော်ဘီပဲဖြစ်ဖြစ်ဒီပဲဖြစ်ဖြစ် okay စင်ပြမှာပါနံပါတ်7 a car rolled over a bumpy dirt road a bumpy bumpy dirt road ဆိုတာက MP Darrow ဆိုတာကသူကဘယ်လိုလမ်းချမ်းကြီးပေါ့ဗျာလမ်းဒီတန်တန်လွန်းနဲ့လမ်းကြီးမှာเนาะဘမ်ပီဘမ်ပီဘမ်ပီဆိုတာကမညီမညာတော့ဆိုတဲ့အတိတ်ပဲပေါ့เนาะညစ်ပတ်ပေးတဲ့တကယ်လမ်းချမ်းကြီးတွေမှာအခါကားတစီးဟာ road တို့ပါလူပလိမ့်နေတာပေါ့เนาะ it lives behind a wide of widest why ဆိုတာဖော်လုံးကြီးကိုပြောတာเนาะဖော်လုံးကြီးတွေအမ်တလိတ်လိတ်တလိပေါ့တန်ထွေးလေးတစ်ချင်းလေးကလို့ဖော်လုံးကြီးတလိတ်လိတ်တွေမှာထားခဲ့တယ်တဲ့ဒါကတော့ ။ဘာမှထူးထူးစဉ်းစားမလို့ result ကိုပဲပြောချင်တာ။အဲ့တော့ဘယ်လိုဖြစ်သွားမလဲ။ A car rolled over a bumpy dirt road leaving behind a white of white dust ဖြစ်ပါတယ်။ဒါကတော့သူက result ကိုပြောချင်တာကြောင့်မို့ A ပါပဲခင်ဗျာ။အဲ့ပြန် not spend a lot of her time playing video games တန်တာဟာ video game တွေကစားခြင်းမှာပဲသူ့ရဲ့အချိန်ကြီးအများကြီးကုန်ဆုံးနေ she got poor grades in the test ဒါကြောင့်မို့ဆောင်ပွဲမှာသူအဆင့်ကောင်းကောင်းမရဘူးအဆင့်နည်းတယ်အဆင့်နှိမ့်တယ်ဒါကြောင့်ဘာဘာကြောင့်လဲဆိုတော့သူက ီဒီယိုဂိမ်းတွေအများကြီးကစားလို့ပေါ့အဲ့တော့ reason ကအရှိအဟာကြီးဖြစ်လိမ့်မယ် spending a lot of her time playing video games turn out got poor grades in a in a test ဒါဒီ reason ကိုပြောရင်အကြောင်းမို့ပြီးပါပဲခင်ဗျာ number 8 nilay realized that she he was rude to the teacher he apologized to her ညီလေးဒီဆရာကိုရင်ပြခဲ့မိရဆိုတော့သူတို့ပေါက်တယ်သူနားလဲတယ်ဒါကြောင့်မို့တောင်းပန်တယ်အဲ့တော့တို့ပေါက်တော့ကြောင်းဆရာကိုတောင်းပန်တာဆရာမကိုတောင်းပန်တာ okay realized that he was rude to the teacher nilay apologized to her reason ကြောင့်မို့ ပြီးပါတယ်ခင်ဗျာ9 farmers were between rows of tomato plants ဒါကမာရီဟာကန်းကျင်ဒီပင်ဒန်းနေထဲမှာလမ်းလျှောက်နေကြတယ်လမ်းလျှောက်ခဲ့တယ် they picked the ripe ones မဲတဲ့အသီးတွေကိုကောက်ရင်အရှင်တစ်ခုဒီပိုင်းနဲ့ဖြစ်တာလမ်းလျှောက်ရင်ကောက်ပါကောက်ရင်လမ်းလျှောက် လမ်းဆောင်ရင်ကောက် okay farmers will be turn rows of tomato plants picking the right ones ဖြစ်ပါတယ် action တစ်ခုဒီ benefit ကကြောင့်မို့စီပါပဲခင်ဗျာ okay the last one he believe that he has only a year to live သူမှာတနည်းဖက်နေရတော့မယ်ဆိုတာကိုသူသိရဲ့ he refuse to receive any treatment ဒါကြောင့်မို့ဘာကုသမှုကိုမှသူမခံယူဘူးသူငင်းဆန်တယ်ခံယူဖို့ငင်းဆန်တယ် so ဒါကြောင့်မို့ ဘာကြောင့်လဲဆိုတော့တနေ့ဖဲနေရတော့မှာဆိုတော့သူတိလို့သူယုံကြည်လို့ဒါတဲ့ဘက်ကကအကြောင်းပြချက်ကြီးပေါ့နော် believing that he had only a year to live he refused to receive any treatment okay ဒါဆိုရင်တော့အားလုံးစင်ပြေလိုက်မလို့ထင်တယ်ဒီနေ့မှာအနေငယ်ညှင်းခုန်စရာဆွေးနွေးစရာတွေရှိတော့ညာလဲဘယ်သူမှတရားလာဆွမှာမဟုတ်လို့ကိုရဲ့ယူဆချက်နဲ့ကိုပဲကျွန်တော်ကတော့ဒီလိုပဲဆုံးဖြတ်ပါတယ်ခင်ဗျ။ Okay ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ အစီအပြည်ဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝေယျမချစ်ပေးပါနောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်အပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe ခွေးလေးကိုမြတ်တာရခံပါစေဘိုင်ဘိုင်